်အဗာရက်စ်ကိုဒီနွေမှာမြောင်းဘူးလို့အတ္တလတ်တီကိုဥက္ကဋ္ဌတီးပြူဘောလန်ချာသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါရစေအတ္တလတ်တီကိုမတ်ထရစ်အတင်းရဲ့ဥက္ကဋ္ဌဖြစ်သူစီရီဇိုကအခုဒီနေရာဒီမှာအဗာရက်စ်ကိုမြောင်းဘူးလို့အတီးပြူပြောကြားခဲ့ပါရစေ အသက်25နှစ်အရွယ်အာဂျင်တီးနားလက်ရွယ်စဉ်တိုက်စစ်မှု Everest က2024နွေရာသီကမှ Man City တင်းကနေ Atletico Madrid တင်းစီကို Euro 65သန်းနဲ့ရောက်ရှိလာခဲ့တာပါ။ Everest ကပြီးခဲ့တဲ့2024-25ရာသီမှာ Atletico Madrid တင်းရဲ့အထူးကကစားသမားဖြစ်ခြေစွမ်းပြနိုင်ခဲ့ပြီးပြိုင်ပွဲဆုံး54ပွဲမှာ29ဂိုးသွင်းယူကဂိုးဖန်နီးမှု9ချိန်ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်အခုနှစ်ရာသီမှာသူ့ကိုခေါ်ယူဖို့ပရီးမီးယားလိထိပ်သီးတွေဖြစ်တဲ့လီဗာပူးအာဆီနယ်တို့ပြင်လာလီဂါချန်ပီယံဘာစီလိုနာနဲ့စီရီအေထိပ်သီးအင်တာမီလန်အသင်းတို့ကစိတ်ဝင်စားနေရလို့သတင်းထွက်နေပါဗျ။ဒါပေမဲ့အတ္တလန်တီကိုမက်ဒရစ်အသင်းဥက္ကဋ္ဌစီရီဆိုကတော့အေဗာရက်စ်ကလာမယ့်2025-26ရာသီမှာအသင်းကစားသမားဖြစ်ဆက်ရှိနိုင်မယ်လို့အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။စီရီဆိုက အဲဗာရက်စ်ကအတလက်တီကိုမက်ဒရစ်ကစားသမားပါသူဟာအတလက်တီကိုမက်ဒရစ်ကစားသမားဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်လို့ပြောဆိုခဲ့တာပါ